အားလုံးပဲမင်္ဂလာပါဆရာကတော့ Treasureland Education က Admin Olive ပါဒီနေ့မှာတော့ Vygotsky ရဲ့လူမှုယဉ်ကျေးမှုသင်ယူမှု Theory Social Culture Theory of Learning အကြောင်းကိုရှင်းပြပေးသွားပါမယ်ပြီးတော့အဓိကအယူဆတွေကိုလည်းပြောပြပေးသွားပါမယ်နော် Lev Vygotsky ဆိုတာ20ရာစုရဲ့အစောပိုင်းကာလမှာထင်ရှားခဲ့တဲ့ဆိုဗီယက်စိတ်ပညာရှင်တဦးပဲဖြစ်ပါတယ်။သူကကလေးသူငယ်တွေဘလို့တင်ယူဖွံ့ဖြိုးလာတယ်လဲဆိုတဲ့အပေါ် လူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအချက်လက်တွေရဲ့အရေးပါမှုကိုအလေးပေးပြီးတော့ပြောကြားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ theory အရသင်ယူမှုဟာဆိုလို့ရှိရင်တယောက်ချင်းစီရဲ့အုံနောက်ထဲမှာတီချာဖြစ်ပေါ်လာတဲ့လုပ်ငန်းစဉ်တစ်ခုမဟုတ်ပဲလူမှုရေးအရအပြန်အလှန်ဆွနွယ်မှုတွေယဉ်ကျေးမှုအရအခြေအနေထဲမှာနည်းနည်းချင်းချင်းရှိတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်ဆိုတာကိုပြောပြခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ပထမဦးဆုံးကတော့ဖွံ့ဖြိုးမှုနယ်နိမိတ်လို့ခေါ်တဲ့ zone of proximity development ပဲဖြစ်ပါတယ်။ ဒါကတော့ကလေးသူငယ်တူဒါမှမဟုတ်လို့ရှိရင်လည်းတင်ယူရတဲ့တယောက်ဟာဆိုလို့ရှိရင်သူ့ဝါဒသူတယောက်ထဲလှုပ်ဆောင်နိုင်တဲ့အဆင့်ပြီးလို့ရှိရင်တော့တက်ကြွနားလည်သူတယောက်ရဲ့အကူအညီနဲ့လှုပ်ဆောင်နိုင်တဲ့အဆင့်အဲ့ဒီကြားထဲကွာဟချက်ကိုဆိုလိုတာဖြစ်ပါတယ်ရိုးရိုးပြောမယ်ဆိုရင်ဒီ Zone of Development ZPD ဟာဆိုရင်တင်ယူသူကအနှဲငယ်စိန်ခေါ်မှုရှိပေမဲ့မှန်ကန်တဲ့အကူအညီနဲ့ပြီးမြောက်အောင်လှုပ်ဆောင်နိုင်တဲ့အလုပ်တည်းရဲ့နယ်ပယ်ပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်အသက်9နှစ်အရွယ်ကလေးတစ်ယောက်က အယုတ်သုံးတွေကိုသူကလာသူ၅တုံးလောက်ထပ်နိုင်ပေမဲ့မိဘရဲ့လမ်းညွှန်မှုတခြားအပြင်ပလူတွေရဲ့လမ်းညွှန်မှုနဲ့ဆိုရင်၈တုံးလောက်ထပ်နိုင်ပါတယ်ဒီမှာအယုတ်၆တုံး၇တုံး၈တုံးထပ်နိုင်တဲ့အဆင့်ဟာဆိုလို့ရှိရင်ကလေးတယောက်ရဲ့ ZPD ပဲဖြစ်ပါတယ် ZPD ဟာဆိုလို့ရှိရင်တင်ယူမှုအထူးအဆုံးဖြစ်ပေါ်နိုင်တဲ့နေရာပဲဖြစ်ပါတယ်ဘာကြောင့်မို့လဲဆိုတော့ဒီအဆင့်မှာတင်ယူတဲ့သူဟာဆိုရင်စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရပေမဲ့အကူအညီရရှိရတဲ့အတွက်စိတ်အားငယ်မသွားဘူးစိတ်အားပြတ်မသွားဘဲနဲ့ပို့ပြီးတော့တိုးတက်တဲ့အလားအလာရှိလို့ပဲဖြစ်ပါတယ် ဒီနေရာမှာထပ်ပြီးတော့ရှင်းပြရမှာကပို့ပြီးတက်ကြွနားလဲတဲ့သူ monolithic ပဲအားသား MKO ပဲဖြစ်ပါတယ်ပို့ပြီးတော့တက်ကြွနားလဲတဲ့သူဆိုတာကဆရာဆရာမတွေလည်းဖြစ်နိုင်သလိုမိဘတွေလည်းဖြစ်နိုင်ပါတယ်တင်ယူတဲ့သူထက်ပို့ပြီးတော့ကျွမ်းကျင်တဲ့ဓမ္မမိုးရှင်လည်းနားလဲတဲ့ဓမ္မမိုးရှင်လည်းအတွေ့အကြုံရှိတဲ့ဘာလို့မဆိုဖြစ်နိုင်ပါတယ်မိဘဆရာအကိုအမတငယ်ချင်းဓမ္မမဟုတ်အသက်အရွယ်သူပဲဖြစ်ရင်ဖြစ်လိမ့်မယ်။ဒါမှမဟုတ်အချိန်လဲအဲ့ဒီအလုံးမှာပို့တော်တဲ့လူလည်းဖြစ်နိုင်တယ်။ MKO ရဲ့အဓိကတာဝန်က တင်ယူသူကို ZPG အတွက်မှာလိုအပ်တဲ့လမ်းညွှန်မှုတွေပေးဖို့ရယ်လိုအပ်တဲ့အကူအညီအထောက်ပံ့ပေးဖို့ပြုလုပ်ရတာပဲဖြစ်ပါတယ်။ဒါဆိုရင်ကုညီအထောက်ပံ့ပေးခြင်းဆိုတာကဘာလဲ။ကုညီထောက်ပံ့ပေးခြင်းကို scaffolding စင်ထိုးပေးခြင်းလို့ခေါ်ပါတယ်။စင်ထိုးပေးခြင်းဆိုတာကအပေါ်က MKO ဆိုရင်တင်ယူတဲ့သူကို ZPD အတွက်မှာ အလုပ်တစ်ခုပြီးမြောက်အောင်လှုပ်ဆောင်ဖို့အတွက်ယာယီပေးတဲ့အထောက်ပံ့တွေကိုဆိုလိုရင်းဖြစ်ပါတယ်။ဥပမာပေးရရင်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာဆိုရင်ဆောက်လုပ်ရေးအဆောက်အုံတစ်ခုတိဆောက်တဲ့အချိန်မှာအသုံးပြုတဲ့ဆင်နဲ့သဘောတရားချင်းတူပါတယ်။အဆောက်အဦးကိုဆောက်ပြီးသွားရင်ဆင်ကိုပြန်ဖြုတ်လိုက်တယ်လို့မျိုးတင်ယူသူဟာအလုပ်တစ်ခုကိုကျွမ်းကျင်သွားတာနဲ့အမျှအထောက်ပံ့တွေကိုဖြည့်ပေးခြင်းနဲ့ရော့ချသွားလို့ရပါတယ်။ဒီလိုအထောက်ပံ့ပေးခြင်းရဲ့နည်းလမ်းတွေကအများကြီးရှိပါတယ်။ဥပမာအဖြစ်တဲလွန်စားတွေပေးတယ်ဆရာတို့မဟုတ်မိဘတွေဟာဆိုရင် တင်ယူတဲ့သူတော့မဟုတ်ကလေးကိုဘယ်နေရာမှာဘလို့လုပ်ရတယ်ဘလို့အခက်ခဲတွေမှာဘလို့ဖြေရှင်းရတယ်ဆိုတာအရေးမွတ်တွေပြောပြတာမျိုးမိခွန်များမေးတာတင်ယူတဲ့သူဟာဆိုရင်သူ့ရဲ့အတွေ့အခေါ်ကိုဖြေရှင်းနိုင်ဖို့လိုအပ်တဲ့အရာတွေကိုစဉ်းစားသွားဖို့ရန်အတွက်မိခွန်နဲ့မေးတာ ပုံစံပြတာ ပုံစံပြတယ်ဆိုတာက အရှိမဘလို့ဖြေရှင်းရတယ်ဆိုတာကိုလုပ်ပြတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းလုပ်ငန်းစဉ်တွေခွဲတာလုပ်ငန်းစဉ်တွေခွဲတယ်ဆိုတာက လုပ်ငန်းအကြီးကြီးတစ်ခုပြီးမြောက်ဖို့အတွက်လုပ်ငန်းငယ်လေးတစ်ခုကိုလုပ်ငန်းငယ်လေးတွေအများကြီးကိုခွဲပြေးတာမျိုးကိုပြောတာဖြစ်တယ်။နောက်ဆုံးတစ်ခုကတော့အားပေးခြင်းဒါမှမဟုတ်လို့ရှိရင်လည်းလိုအပ်တဲ့နေရာတွေကို feedback ပေးခြင်းပဲဖြစ်ပါတယ်။လုပ်ငန်းရှင်တစ်ယောက်မှာအားပေးစကားပြောတာနဲ့မှန်ကန်တဲ့အရာသို့မဟုတ်မှားယွင်းတဲ့အရာဖြစ်တယ်ဆိုတာကိုပြောဆိုခြင်းဟာလည်း scaffolding ရဲ့ဝိသေသလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ Vygotsky ရဲ့လူမှုရေးဆိုင်ရာ တင်ယူမှုတီအိုတွေဟာဆိုရင်တင်ယူမှုဆိုတာတခြားဖြစ်ပေါ်လာတဲ့လုပ်ငန်းစဉ်တစ်ခုမဟုတ်ပဲလူမှုရေးယဉ်ကျေးမှုဆိုင်ရာအခြေအနေတွေဘာသာစကားတွေဒါမှမဟုတ်လို့ချင်လဲအဖွဲလိုက်လှုပ်ဆောင်ချက်တွေနဲ့ဆက်ဆက်နေတယ်ဆိုတာကိုအထောက်ပြထားခြင်းဖြစ်ပါတယ်တခြားလူတွေနဲ့အပြန်အလှန်ဆက်သွယ်ခြင်းဒါမှမဟုတ်လို့ချင်လဲမိမိယဉ်နေတဲ့လူတွေနဲ့အုပ်စုဖွဲ့လှုပ်ဆောင်ခြင်းဒါမှမဟုတ်ချင်လဲယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်တွေကိုနားလည်ခြင်းဟာဆိုရင်တင်ယူသူတွေဟာသူတို့ရဲ့တင်ယူမှုဆိုင်ရာအလားအလာတွေကို ယခုထက်ပိုပြီးတော့တက်မြောက်နိုင်တယ်လို့သူကယုံကြည်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီ theory ကိုနားလည်ခြင်းအဖြစ်ပုံမူထိရောက်တဲ့သင်ကြားသင်ယူမှုပတ်ဝန်းကျင်တွေကိုဆရာဆရာမတွေနဲ့ဖန်တီးတဲ့နေရာမှာအင်မတန်ကန့်ညီမှုရှိတာကိုတွေ့ရပါတယ်။နောက်တစ်ခုကတော့ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များဖြစ်ပါတယ်။ Vygotsky ကကျွန်တော်တို့ရဲ့တွေးခေါ်မှုကိုပုံဖော်ပေးတဲ့သင်္ကေတတွေဒါမှမဟုတ်ရုပ်ဝတ္ထုဆိုင်ရာအရင်းမြစ်တွေဟာဆိုရင်လည်း အရင်ကျင်းမှုတွေနဲ့ဆက်ဆက်နေရလို့သူကပြောထားပါတယ်။ဒီမှာဆိုရင်ဘာသာစကားစာရေးစနစ်တင်ချတင်ကိတာမြေပုံတမိုင်းမှတ်တမ်းကွန်ပျူတာနဲ့လူမှုရေးရာစီမင်းစည်းကမ်းတွေဒေတာထုံးစံတွေအများအပြားပါဝင်ပါတယ်။ကလေးသူငယ်တွေဟာဆိုလို့ရှိရင်ဒီရင်ကျင်းမှုဒါမှမဟုတ်လို့ရှိရင်လည်းအပြန်အလှန်ဆက်သွယ်မှုဒါတွေကိုအသုံးပြုခြင်းအပြင်သူတို့ရဲ့သိမြင်မှုဖွံ့ဖြိုးမှုနယ်ပယ်တွေအများကြီးလုံးဝရှိတယ်ဆိုတာကိုတွေ့ရပါတယ်။ Vygotsky ဟာပညာရေးလောကမှာအရေးပါတဲ့အခြားသောလမ်းညွှန်မှုတွေကိုလည်းပေးခဲ့ပါသေးတယ်။ အဲ့ဒီကပထမဆုံးတစ်ချက်ကတော့ပူပေါင်းတည်ရင်မှုပဲဖြစ်ပါတယ်။ကျောင်းသားတွေဟာဆိုလို့ရှိရင်အုပ်စုလိုက်လှုပ်ဆောင်တာနဲ့တယောက်တည်းလှုပ်ဆောင်တာဟာဆိုရင်အုပ်စုလိုက်လှုပ်ဆောင်တာကပို့ပြီးတော့တင်ယူတက်မြတ်မှုမြန်ဆန်နေဆိုတာကိုတွေ့ရှိထားပါတယ်။ပြီးတော့ကျောင်းသားတဦးချင်းစီမှာလည်းမတူညီတဲ့ Zone of Development ZPD တွေရှိတယ်ဆိုတာကိုပြောပြထားပါတယ်။သူတို့ရဲ့ zone of development နဲ့ကိုက်ညီတဲ့မိခွန်းနဲ့မိချင်းအထောက်ပံ့ပေးချင်းဟာဆိုလို့ရှိရင်လေပို့ပြီးတော့ကောင်းမွန်တဲ့ တင်ကြားတင်ယူမှုဖြစ်စဉ်ကိုဖြစ်စေရလို့သူကယုံကြည်ပါတယ်။ပြီးတော့ scrap folding လို့ခေါ်တဲ့ဆင်ထုတ်ပစ်ခြင်းနည်းပြဟာတွေမှာလည်းအမျိုးမျိုးသောဆင်ပြထင်ဆင်ထုတ်ပစ်ခြင်းနည်းပြဟာတွေကိုအသုံးပြုတင်တယ်လို့သူကပြောထားပါတယ်။နောက်ဆုံးတစ်ချက်ကတော့အကဲပြတ်ခြင်းပဲဖြစ်ပါတယ်။အကဲပြတ်တဲ့နေရာမှာចောင်းသားတွေရဲ့ကိုကိုတိုင်းတယောက်တည်းဘလောက်ထိလှုပ်ဆောင်နိုင်တယ်လဲဆိုတဲ့အပေါ်မှာအကဲပြတ်ရမှာဖြစ်တယ်လို့ဆရာတွေဟာဆိုလို့ရှိရင်လည်းဘ ഹു ဒုတကိုဒီတိုင်းပေးသူထက်စာရင်တင်ယူမှုတင်ကြားမှုအတွက်တင့်လျော်တဲ့လမ်းညွန်နဲ့ လိုအပ်ချက်တွေကိုပေးနိုင်တဲ့လူတယောက်အဖြစ်လှုပ်ဆောင်ရမှာဖြစ်ပါတယ်။